မင်္ဂလာပါမစ္စတာပူကီပါဒီနေ့ချန်ပီယံလိဒီထဲကနေပြီးကျွန်တော်၄သင်းပေါင်းတရွဲရွေးမယ်ဗျပုံမှန်ဆိုရင်ကျွန်တော်ကအကြိုက်တီပြောတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်အခုပုံစံပြောင်းထားတယ်ကျွန်တော်အရင်အရင်ပုံစံနေလဲမကြိုက်တာနဲ့ကျွန်တော်အရင်ဗီဒီယိုတွေတောင်ကျွန်တော်ကျွန်တော် channel ကနေပြန်ဖြုတ်ထားတာပေါ့နော်ဆိုတော့အခုကတော့ ကျွန်တော်ကလေးတင်မောင်းတကက်ရွေးမယ်ဒီည UCL ပွဲတွေထဲကနေလေးတင်မောင်းတကက်ရွေးမယ်အဲ့ဒါတပြိုင်တည်းထဲအဲ့ဒါကျွန်တော်အကြိုက်ဒီပေါ့ဗျာနော်ဟိုတော့အရင်လိုပုံအရင်လိုမျိုးဟိုပွဲတွေအများကြီးရွေးတာထက်ဆိုင်အဲ့လိုလေးတင်မောင်းလေးဒါမှမဟုတ်သုံးတင်မောင်းဒါမှမဟုတ်လေးတင်မောင်းပေါ့နော်ကျွန်တော်အဲ့ဒီပုံစံမျိုးနဲ့တွားမယ်နောက်ဆိုရင်အဲ့တော့ အဲ့ဒီလေးသိန်းမောင်းကမောင်းမဲတွဲတွဲအဲဘော်ဒီတော့အကုန်မထိုးနဲ့ပေါ့နော်အဲ့ဒီမှာကျွန်တော်အကြိုက်တွေကိုကျွန်တော်ကလေးသိန်းမောင်းဆိုပြီးတွဲပေးလိုက်တာအဲအကြိုက်နေတဲ့နေ့ကျရင်သုံးသိန်းမောင်းဆိုပြီးလာမယ်ပေါ့နော် okay အဲ့တော့ဒီညလေးသိန်းမောင်းတွားမယ်ဆိုတော့ပထမဆုံးတပွဲရတော့ကျွန်တော်ဂလာတာဆာရီနဲ့ Union Saint Gallois ပွဲမှာကျွန်တော်အဝေးကွင်း Union Saint Gallois ကိုကြိုက်တယ် ဆိုတော့ Glatter Sari ကတလုံး90နိုင်ဆိုတဲ့ဈေးက Union Saint Gwelice ကိုဒီဈေးပြီးလို့မရအောင်အင်ကွင်းမှာသူက Bodo Glen ကိုတော့မှ Bodo Glen လို့အတင်းမျိုးတော့မှတလုံးတရီလောက်ပြီးခဲ့တာဟို Bodo Glen က Union Saint Gwelice ထက်စာရင်တော့ League အဆင့်တန်းတော့နိုင်နေဟို Norway နဲ့ Norway League နဲ့ဒီ Belgian League ဒါပေမဲ့ Union Saint Gilloister စာရင် Bodo Glin က UCL မှာပို့ပြီးတော့တပါနဲ့အစင်လာရှိတယ်အဲ့လိုအသိမျိုးတလုံးတည်ကြီးပြီးတယ်ဆို Saint Gilloister ကိုတလုံး90ကတော့ဒါဒီကြီးကတော့ Gladasari အောင်ဖို့အရင်ခတ်တယ်အများဆုံးအောင်လဲအဲ့ဒီပြန်90ပဲပြန်90နဲ့အပြည့်ရင်းရမှာကျွန်တော်တို့ကပြန်90ရင်းမယ်ပေါ့နော် Okay အဲ့တော့ Union Saint Gilloister စိုက်တယ် ဒုတိယတကွက်ကကျွန်တော်ကမန်စီးတီးနဲ့လီဗာကူဆန်နဲ့ပွဲမှာကျွန်တော်လီဗာကူဆန်ဘော်ဒီကြိုက်တယ်အဲ့တော့အဲ့ဒါကကျွန်တော်ကဟိုပိုင်းချသလိုဖြစ်နေတာပေါ့နော်ဟိုဒီညမန်စီးတီးအကြိုက်များမယ်လို့ထင်တယ်သူကမန်စီးတီးကနှလုံး90နိုင်လီဗာကူဆန်ဘလို့နေနေမန်စီးတီးကြိုက်မဲ့လူတွေကြီးပဲဗျာလီဗာပူးကိုတော့3-0နဲ့နိုင်ထားတဲ့အတင်အင်ကွင်းမန်စီးတီးကအရန်ကောင်းနေတာအင်ကွင်းနောက်ဆုံး ဟိုခုနှစ်ပွဲစတိုက်ဘောအောင်ကြီးအောင်ထားတာဆိုတော့မန်စီးတီးပဲကြိုက်မှာကျွန်တော်ဒီညလီဗာပူးဆန်ကြိုက်တယ်နော်အဲ့တော့နှစ်တွဲနှစ်တွဲရပြီအရှိမယူနီယံစိန့်ကွဲလိုက်စီလီဗာပူးဆန်ရေနော်အောက်တင်းနှစ်တင်းတော့ဖြစ်နေပြီဒီကြည့်ရတော့ပြီးတော့ဘူဒိုကလေးနဲ့ဂျူဗင်တက်စ်မှာကျွန်တော်ဂိုးပေါင်းအပေါ်ကြိုက်တယ်ဆိုတော့ဘာလို့ဂိုးပေါင်းပေါ်ကြိုက်လဲဆိုတော့ဇီးကွက်ပထမဦးတစ်ချက်ဇီးကွက်ပေါ့နော်ဇီးကွက်ကဂျူဗင်တက်စ်ကအဝေးကွင်း level ပြန်90ပြီးတယ်ဟုတ်ပြီ ဒါကပြဿနာမရှိဘူး body ဈေးမှာကိုးပေါင်းမှာ၃လုံး15ပြားတဲ့ juven test ဆိုတဲ့အသင်းက body body ဈေး level 90ဝင်ရိုးကိုကိုပေါင်းစေး3လုံးတည်ဝင်ရိုးဖွင့်တာဒါ Juven Tech Juven Tech ရဲ့ရာဇဝင်မှာတော်တော်ရှားတယ်။ဒါကြောင့်မို့လို့ကျွန်တော် Juven Tech ကြိုက်တယ်။နောက်တစ်ချက်ကကျတော့ Ancient Bodo Glen ကဒီညမှာဖွင့်ကစားတော့မှာ။ဘာလို့လဲဆိုတော့ तू ကဒီပွဲမှာတည်ရရင်တော့မှာ ူအမှတ်ကအချိန်ကြီးကမကောင်းဘူးအဲ့တော့ तू ကဒီပွဲကအိမ်ကွင်းဖြစ်နေတော့ तू ဖွင့်ကစားမှာဒါဒုတိယချက်ပေါ့နော်အဲ့တော့ Juventus ရဲ့ UCL အဝေးကွင်းအဆင့် UCL ဒီဒီရာဒီအဝေး Juventus ရဲ့ဒီရာဒီ UCL မှာကြည့်လိုက်တော့မစိုးဘူးပြဂိုးအပြန်အလှန်ကြီးမျိုးမျိုးမြန်မြန်ကြီးတွေ့ရတယ်အိမ်ကွင်းမှာ Dortmund 4-4ကစားတာတို့ဘာလို့ပေါ့နော်အဲ့လိုမျိုးဆိုတော့ကျွန်တော်ဒီပွဲကတော့ဂိုးပေါ်လေးလှတယ်ပေါ့ပြော့ ူရိုကလင်းနဲ့ဂျူဗင်တက်နဲ့ပွဲမှာကျွန်တော်ကိုးပေါင်းအပေါ်ရွေးထားတယ်เนาะအဲ့တော့၃တွဲရှိသွား၃၃ကွက်ရှိသွားပြီနောက်ဆုံးတစ်ကွက်ကကြတော့ဆလာဗီးယားဘရက်နဲ့ဘီဘာအိုနဲ့ပွဲမှာကျွန်တော်ကိုးပေါင်းအောက်ကြိုက်တယ်ဒီကိုးပေါင်းစည်းကဒီညရဲ့ကိုးပေါင်းစည်းအမှုဆုံးစည်းပေါ့เนาะဆိုတော့ကျွန်တော်ဒီပွဲကိုးပေါင်းအောက်ကြိုက်တယ်ဒီပွဲကိုးပေါင်းအောက်ဖို့ဟိုဘယ်လိုပြောမလဲအချက်လက်ဒီဘာတွေတော်တော်များများကသူ့မှာသွားစုနေတယ်ဆိုတော့ဒီပွဲကျွန်တော်ကိုးပေါင်းအောက်ကြိုက်တယ် BDDS no ဖြစ်ပုံများတယ်ဒီပွဲကလေ no ဖြစ်ပုံများတယ်เนาะ okay အဲ့တော့ဒီညကျွန်တော်အများကြီးတော့မရွေးတော့ဘူးကျွန်တော်ရွေးထားတဲ့၄သင်းပေါင်းလေးပြန်ပြောရမယ်ဆိုရင်အစောပွဲမှာ Union Saint Gall Saint Gallans ရေเนาะပြီးွားရင်နောက်နောက်နောက်ပွဲဒီမှာကြတော့နောက်ကြပွဲဒီမှာကြတော့ Liverpool Sanbody Juventus Goal ball ်နော်အဲဂျူပင်တက်ကိုပေါ့ပြီးွားရင်ဘီဘာအိုကိုပေါ့အော်နော်အဲ့တော့လေးတင်မောင်းနော်ပြန်ပြန်ပြောမယ် junior saint girlize body leverkusen body ဂျူပင်တက်ကိုပေါ့เออบีบาอูกูบาอ๋อเนาะเออ4ติมมองไอ้4ติมมองก็โหจนอไฉดีบ่เปียดีญาเนาะตะคาเลยม้ามาต้วยไปเลยเออ ဟို Telegram ကျွန်တော်ဒီည Telegram မှာတပွဲတင်ပေးထားပါတယ်เนาะကျွန်တော်ဒီဒီအကြိုက်ဒီညရဲ့အကြိုက်ဆုံးတပွဲပေါ့ဗျာเนาะ VIP နှစ်ကွက်ထွက်တယ်အဲ့ဒီကတစ်ကွက်ကိုကျွန်တော်အဲကျွန်တော် Telegram မှာတင်ပေးထားအဲ့တော့ Telegram ကိုဒီ video ရဲ့အောက်က comments မှာ Telegram link ချပေးထားပါတယ်အဲ့ရနေစင် Telegram မှာကျွန်တော်ပြန်ဆုံးပါမယ်เนาะ Telegram လာခဲ့ပါเนาะဆိုတော့ကျွန်တော်မနေ့ဖြန်ညလေ3ဒင်းမောင်းဒါမှမဟုတ်လင်းဒင်းမောင်းတွေ့လာပါဦးမယ်เนาะအဲ့တော့ပေါ့မပေါ့ကတော့ကျွန်တော်မနေ့ဖြန်ကြည့်မယ်ဗျာเนาะ ားလုံးပဲကွက်လက်ပါ Telegram မှာပြန်ဆုံမယ်နော် Telegram